ဒီစူးဆိုတဲ့ဂိုက်တာလေကိုယ့်ကိုဖတ်ပြီးချင်းအရင်ကြောက်သွားရဲ့ဟဲလို့ငါဒီဂိုက်တာကြီးရဆိုလို့ရှိရင်တခါမှသူမလုတ်ဘူးတဲ့ဂိုက်တာကြီးလည်းဖြစ်တယ်ငါလုံနိုင်ပါမလားဆိုရဲဟာကြီးလည်းဖြစ်တယ်ပြီးတော့ကိုယ်တခါမှလည်းအဲ့လိုမလုတ်ဘူးငါဟင်ရရောအဲ့လိုမျိုးဂိုက်တာကြီးကိုရိုက်လို့ရှိရင်ပေါ့နော်အဖေနဲ့မင်းရဲ့လက်ခံပါမလားဆိုရဲအတွေးကြီးတောင်ဖြစ်သွားပြီးတော့အာဘယ်လိုပဲဖြစ်ဖြစ်လုံကြည့်မယ်ပေါ့နော်ဒီစူးဆိုရဲကောင်မလေးနေရာကိုငါလုံကြည့်မယ်စူးအိမ်ဝင်လာရင်ဆိုတာလည်း ကိုကိုကိုပဲတွေ့ချင်လို့ပါကိုမေမောစိတ်မကြီးစိတ်ကြီးတော့ဘူးဆိုရင်ကိုကလည်းသူ့ဆိုမြဲလို့မင်းထုံးရဘာမှမသိဒီမကုန်းသူတို့ပေါ့နော်သူတို့လင်မယားတွေရဲ့ဒီကလူနီရဲ့ဟာတွေမြူနေရာတွေကိုတွေ့လို့ရှင်ကိုကစိုက်ကိုဖြစ်ပြီးတော့ကိုကကိုကိုတန်းကဆာသူ့မိမနေရာမှာအစားဝင်ပြီးတော့လေအဲ့လိုမျိုးပြောရဖြစ်ချင်တဲ့အဲ့လိုမှုတွေလောက်ရတဲ့ဟာမျိုးလေးဆိုလို့ရှင်ရှက်တာပေါ့နော်တရုတ်ဆောင်ရတဲ့ခါအရှင်းမှာကင်မရာမန်ကလည်းရောက်ကြားလေးတွေပဲရှိရလူတွေကလည်းအများကြီးကြည့်နေရတဲ့အချိန်မှာ ကိုယ်လိုဖိတိုက်ရတယ်လူစင်းလေးတွေရှိတော့တရုတ်ဆောင်ရရဲ့ဆိုတော့စသချင်းမလုတ်ခင်ကတော့အရင်ရှက်တာပဲဒါပေမဲ့စဉ်းစားရငါရှက်လို့ပေါ့နော်အဲ့လိုခဏခဏလုံနေရလို့ရှိရင်လည်းငါပဲပို့ပေးမှမှာဆိုတော့အဲ့တော့တစ်ခေါက်နှစ်ခေါက်တော့ကိုပဲရအောင်ပဲကိုတခါရမူးထည့်ပြီးတော့တေချာလေးလုတ်ဖြစ်တာပေါ့နော်ခဏခဏပြန်မရိုက်ရအောင်ပေါ့ဟုတ်음ဒီပါလေးလေးပါလေးတားလေးမွေးနေမောင်ရဲ့မွေးနေဆိုနှစ်တိုင်းရှိနေရပဲဟိုဘာဖြစ်နေရတော့ ်။ရတယ်။ငါတော့ဘောမှာငါရှိရင်ရတယ်။ပြဿနာမရှိဘူး။ဟုတ်တယ်။ဒါလေး happy birthday ပါဒါလေး။အာဒီဇလန်ကိုတူတူဘောနော်ပထမအုပ်ဆုံးတူတူရဲ့တငင်းချင်းဘောနော်ဆူဆူကနေပြီးတော့ဟိုဖုံးဆက်လာဘောနော်အာသူ့ရေအပြင်နဲ့ရိုက်လို့ရပြီလားဆိုပြီးတော့ဒါမမရအရင်ကလာမိတဲ့အချိန်သူ့ကလည်းရိုက်လို့ရနေတဲ့အချိန်ဆိုတော့အာတငင်းချင်းနေပြီဒီဇလန်လေးတခုသူတို့ရထားလေးရှိရဲတငင်းချင်းမဘောနော်နင်းနေဆိုလို့ရှိရင်တော့အရန်လိုက်မှာဒါဟိုအရင်ဆုံးသူကတော့အဲ့တုန်းကဆို ဆိုတော့အညွန်းလေးကိုအကြီးပပကြီးတိုင်းမဲ့နင်းဖက်ကြည့်လိုက်အောင်နဲ့တေးချောင်းအောင်ပေါ့နော်တော့ဖက်ကြည့်လိုက်အောင်နဲ့ပြီးတော့မှနင်းမကိုက်တာနှစ်ခုရှိရဲ့နင်းဖက်ကြည့်လိုက်တဲ့ဘဲကိုက်တာကိုပို့ပြီးသဘောကျလဲပေါ့နော်သူတို့ကတော့စိုးကိုရထားတယ်ဆိုပြီးတော့ကြူပြောတဲ့အခါမှာ okay အဲ့ဒါဆိုလို့ရှိရင်တော့ငါ့ကိုညီပေါ့နော်အညွန်းလေးရင်ပေးကြည့်လိုက်ငါဖက်လိုက်မယ်ဆိုဖက်လိုက်တဲ့အခါမှာဒီကိုက်တာနှစ်ခုကလုံးဝယူကိုွဲထွက်နေတာပေါ့နော်အဲ့မှာဒီစူးဆိုတဲ့ကိုက်တာလေကိုယ့်ကိုဖက်ပြီးချင်းအရင်ကြောက်သွားတယ်ဟဲလို့ ငါဒီ kait dai ရဆိုလို့ရှိရင်တခါမှသူမလုတ်ဘူးတဲ့ kait dai လည်းဖြစ်တယ်။ငါလုံနိုင်ပါမလားဆိုရဲဟာကြီးလည်းဖြစ်တယ်။ပြီးတော့ကိုတခါမှလည်းအဲ့လိုမလုတ်ဘူးငါဟင်ရရောအဲ့လိုမျိုး kait dai ကိုရိုက်လို့ရှိရင် ပေါ့နော်အဖေနဲ့မင်းရဲ့လက်ခံပါမလားဆိုရဲအတွေးတောင်ဖြစ်သွားပြီးတော့အာဘလိုပဲဖြစ်ဖြစ်လုံကြည့်မယ်ပေါ့နော်ဒီဆူဆိုရဲကောင်မလင်းနေရကိုငါလုံကြည့်မယ်။အမြဲတမ်းတူတူကလည်းဟိုရိုက်လိုက်လို့ရှိရင်ချစ်စရာလေးတွေတော်တော်လက်လက်ကလေးတွေနဲ့သူအမြဲတမ်းအဲ့လို ရင်ရင်ကြဲကြဲခေါမလေးပုံစံမျိုးအနေနဲ့ပဲရိုက်နေကြဆိုတော့လေအဲ့တော့ဒီတစ်ခေါက်တော့လို့ပြိကိုယ်ကြည်နေကြပြိသက်ကြီးလည်းအမြင်ပြောင်းသွားအောင်ကိုယ်လည်းလုံနိုင်တယ်ဆိုတာမျိုးလေးကိုပြလို့ရအောင်ပေါ့လေငါစူးကရိုက်တာကိုပဲရွေးလိုက်မယ်လုံလိုက်မယ်ဆိုပြီးတော့အာတငယ်ချင်းကိုပြန်ပြောလိုက်တာပေါ့နော်ငါဒီကရိုက်တာလေးကိုငါလည်းသဘောကျတယ်လုံမယ်ကိုယ့်တော့လည်းလုတ်ကွက်လည်းအများကြီးပူရတယ်ပေါ့နော်ဒီဇလန်းအရာမှကြည်လိုက်မယ်ဆိုလို့ရှိရင်လည်းဒီစူးကပတ်ပြီးတော့မှုေထားတာဆိုတော့ လုံမယ်ဆိုပြီးတော့အာလုံဖြစ်သွားတာပေါ့နော်ဟိုကန်လန်ပေးရဲ့တငယ်ချင်းဟိုအဲ W production ကတာဝန်ရှိသူတွေရောဒါတော်တော်ကျေးဇူးတင်တယ်လို့ပြောချက်ပါတယ်ဟုတ်ဒီတူအတွက်လေသူရငုံနေလားဟင်မေစုတဲ့သူများငုံတာကိုခဏတောင်ပြောနေတာလားအမေပါလို့သမီးကိုမွေးစားခဲ့ရလဲအခုချိန်မှလည်းဒါတချို့ကကြတော့သူ့ရဲ့ character အစ်စ်ကိုမြင်ချင်နေကြတဲ့သူတွေလည်းအများကြီးနေပြီဆိုတော့လေဟိုရင်လဲရင်ခုန်ရတယ်ဟိုအဓိကကြတော့ဟို ပြည်သက်ကြိုကြိုပြီးတခုပြောချင်တာကကျတော့စူဟာဒီမာကျတော့ next enable ခဏိကလေးထင်းဆီယာမအနေနဲ့ဝင်ထားရဲဟိုဇလန်းပြရဲ့ခါမှာကြည့်ကြည့်ပါဟိုဒီကိုက်ဒီအလုပ်ဒီလုပ်ငန်းတစ်ခုကိုရှုံချထားပြီးရိုက်ထားမှာဟုတ်ပါဘူးလို့သူ့အကြောင်းသူ့အကြောင်းအရာလေးနေနေပေါ့နော်စူဟာဘလိုမင်းကလေးလဲဘလိုပုံစံမျိုးလေးလဲဆိုတာကိုပြောထားရဲအတွက်ကြောင့်ပေါ့နော်ဒီလုပ်ငန်းကြီးတစ်ခုလုံးကိုဒါနှိမ့်ချပြီးရိုက်ထားမှာမျိုးလေးတော့မဟုတ်ပါဘူးဆိုပြီးကြိုကြိုဒါကြိုပြီးတောင်းပန်ချင်ပါတယ်လို့ပြောချင်ပါတယ်ဟိုဇလန်းလေးကိုကြည့်ကြည့်ပါပေါ့နော်ဟိုအဓိကကောင်မလေးကတော့ သူကဒီမကုန်းသစ်ဆိုရဲ့လူကိုသူ crash တာအဲ့အနုပညာရှင်ကို crash တယ်သူ့ရဲ့ idol ဟို idol နာကိုရောက်ဖို့အတွက်ဟိုသွားရင်းသွားရင်းရနေမှလာတဆင့်ပြီးတဆင့်ပေါ့နော်အဆင့်နေပို့ပို့ပြီးတော့တိုးသွားတယ်ဆိုရယ်ပုံစံမျိုးလေးပါပဲဟုတ်ကဲ့ဟုတ်ဆိုအိမ်ကိုလာရင်ဆိုတော့လေကိုကိုပဲတွေ့ချင်လို့ပါကိုမေမောင်စိတ်မကြီးစိတ်ကြီးတော့ဦးစိကိုကလာသူ့ကိုမြဲလို့မင်းထောင်းရပါမမသိဘူး ်ပြတော့ကြတော့ဒီဘယ်ကားမှာပဲဖြစ်ဖြစ်ပေါ့နော်ဒရိုက်တာဆိုတော့ king of the set ဆိုတော့သူတို့ဘလိုပုံစံမျိုးလိုချင်လဲဆိုတော့အရင်မင်းတယ်အော်သူတို့လိုချင်တဲ့ပုံစံမျိုးကိုမကိုဘကဒီလိုလေးဖြစ်ချင်တယ်ဆိုတာလို့ပြောပြပြီးတော့ဟိုအများဆုံးပေါ့နော်ညှိပြီးလုပ်ကြတာပဲများပါတယ်ဒီဒရိုက်တာကိုလည်းဆရာပြန်မလုပ်ဘူးပေါ့နော်ဒီဒရိုက်တာရဲ့ဆုံးဖြတ်ချက်အတိုင်းအောင်ပဲလုပ်ပေးပြတာလေးများတယ်ဟိုဒီကားမှာဆိုလို့ရှိရင်သူတို့ရဲ့မင်းနေချာမဟုတ်တဲ့ပုံစံလေးတွေကိုမြင်ရတာကမစနိုးချောင်လဲပါတယ်ဟိုမစနိုးကကြတော့ဟိုသူလိုချင်တဲ့ပုံစံလေးတွေကိုပြောတယ် ကျူးကျူးဒီလိုမျိုးလေးလိုချင်တယ်လုပ်လို့ရလားဆိုလို့ရှင်ကိုကလည်းအကောင်းဆုံးလုပ်ပြီးတယ်ကိုလုံးနိုင်တလောက်ကူပေါ့နော်ဟိုလုပ်ပြတယ်ချပြရဲ့အခါမှာနှစ်ယောက်အကြိုက်တွေ့သွားလို့ရှင်တော့ကောင်းတာလေးပါသွားတာပေါ့နော်ဟိုဒီကမှဆိုရင်ကျူးကျူးကတို့ဒီမကုန်းတတို့ပေါ့နော်တို့လင်မယားတွေရဲ့ဒီကလူနီရဲ့ဟာတွေမြူနီယာတွေကိုတွေ့လို့ရှင်ကိုကစိုက်ကိုဖြစ်ပြီးတော့ကိုကကိုကိုလည်းအဆသူ့မိမနေရာမှာအစားဝင်ပြီးတော့လေအဲ့လိုမျိုးပြောရဖြစ်ချင်တဲ့အဲ့လိုမှုတွေလောက်ရတဲ့ဟာမျိုးလေးဆိုလို့ရှင် ရှက်တာပေါ့နော်တရုတ်ဆောင်ရတဲ့ခါအရှင်းမှာကင်မရာမန်ကလည်းယောက်ျားလေးတွေပဲရှိရာလူတွေကလည်းအများကြီးကြည့်နေရတဲ့အချိန်မှာကိုယ့်လိုဖိတိုက်ရတယ်လူစင်းလေးတွေရှိတော့တရုတ်ဆောင်ရရဲ့ဆိုတော့စသချင်းမလုပ်ခင်ကတော့အရင်ရှက်တာပဲဒါပေမဲ့စဉ်းစားရငါရှက်လို့ပေါ့နော်အဲ့လိုခဏခဏလုံနေရလို့ရှိရင်လည်းငါပဲပို့ပေးမှမှာဆိုတော့တစ်ခေါက်နှစ်ခေါက်တော့ကိုပဲရအောင်မြို့ကိုတစ်ခါရမူးထည့်ပြီးတော့တေချာလေးလုတ်ဖြစ်တာပေါ့နော်ခဏခဏပြန်မရိုက်ရအောင်ပေါ့ဟုတ် သားလေးမွေးနေတယ်။မောင်ရဲ့မွေးနေဆိုနှစ်တိုင်းရှိနေရပဲဟို။ဘာဖြစ်နေရတော့။အေးရတယ်။ငါတော့ဘောမှာငါရှိနေရတယ်။ပြဿနာမရှိဘူး။ဟုတ်တယ်။သားလေး happy birthday ပါသားလေး။အာမစနုခကြတော့ဒီအတားရအကုန်လုံးပုံမှာပေါ့နော်လူငယ်လေးဖြစ်နေရပြောဖြစ်တော့အလုံးလုံးကောင်းတယ်ပြောပြောဆိုဆိုပေါ့တိုင်ပင်ပင်နဲ့လည်းလုံးလို့ရရလေးဆိုတော့တော်တော်လေးအဆင်ပြေတယ်ပြီးတော့ဟို အိုင်ဒီယာအသစ်တွေရတယ်တေးဥဆောင်ချက်အသစ်တွေလည်းရတယ်ပေါ့နော်ပုံပုံစံမတူတဲ့ပေါ့နော်ဒီကိုရီးယားအတွင်းစိတ်ထဲမှာကင်းအောင်နေရလုံနေချာမဟုတ်တဲ့ဒီ ID တွေကိုသူရအောင်ဆွဲထုတ်ပေးနိုင်တယ်ပေါ့နော်အဲ့အားလေးတခုတော့သူတို့ကတော်တော်လေးသဘောကျတယ်မစနိုးနဲ့တွဲပြီးလို့လုပ်ရတဲ့အခါမှာလေဟိုအိုင်ဒီယာအသစ်တွေရတယ်အသစ်ဆန်းလေးတွေရတယ်ဟိုချို့ဆိုကရရတယ်ပေါ့နော်သူတို့ရဲ့ဒီစိုက်ကိုဖောက်တဲ့စင်းလေးဆိုလို့ရှိရင်မစနိုးကသူဘလိုလိုချင်တယ်ပေါ့နော်အဲ့လိုမျိုးလေးတွေကိုကိုကအနောက်ကနေလိုက်လုပ်ပေးရတဲ့အခါကျတော့ကိုလုံးဝပြည့်တဲ့မမြင်ဘူးတဲ့ပုံစံမျိုးလေးတွေ့ကိုမြင်ရတာပေါ့ဟုတ် မော်ဘုံတက်ကငါပိုင်ဖြစ်လာတဲ့အခါကျရင်ငင်ဒီလိုခေါ်လို့ရမယ်ထင်တယ်အာဒီမှာကျတော့ညှိုးရကျတော့နည်းနည်းလေးအဲ့လိုညှိုးတဲ့မှာပေါ့နော်စူးရအဲ့လိုတဲ့စိုက်ကိုလည်းဖောက်တတ်တယ်သူကတစ်ချက်တစ်ချက်ကြလို့ရှိရင်သူကသူ့ကိုယ်သူလည်းမသိဘူးဒါပေမဲ့သူ့ရဲ့အတွင်းစိတ်ထဲမှာပေါ့အဲ့လို တစ်ချက်တစ်ချက်ကြလို့ရှိရင်စိုက်ကိုထထဖောက်တဲ့ဟာမျိုးလေးဆိုလို့ရှိရင်လို့နည်းနည်းလေးညီးရလေးတွေလို့ထထပြီးတော့ကတာမျိုးလေးတွေပါပါလေးတွေကဒါမစနိုးရဲ့ idea လေးတွေဆိုတော့လေပိသက်ကြီးကကြီးကြီးပါလို့အာတူတူရောမစနိုးရောပေါင်းပြီးတော့ပေါ့နော်လို့လှုပ်ထားတာလေးတွေကမင်းနေချမှုတာလေးပေါ့နော်တွေ့ရမှာပါလို့ဟုတ်ကဲ့အမတ်တရားရတော့အများကြီးပေါ့နော်ဒါပေမဲ့ပြန်တွေ့လို့ရှိရင်ရှင်ထဲမှာမကောင်းတဲ့မတရားတွေလည်းအများကြီးလည်းရှိတယ်ဟို ဒီညီမလေးဖုန်းနဲ့ဆိုလို့ညီမလေးဖုန်းတီကျော်နေရတာဒီကားမှစပြီးဆုံးဖြစ်တာဆိုတော့ဟိုဖုန်းတီကျော်လေးနေရတော့တော်တော်လေးကမိကလေးချင်းချင်းဆိုတော့လေညီမနှစ်ယောက်ကဟိုအသက်ရွယ်တိတ်မတိမ်မရင်ဆိုတော့တိုင်ပင်ဖြစ်တယ်ဘယ်လိုလေးလှုပ်ချမယ်အကြံဉာဏ်လေးလည်းပို့ပြီးတော့ပေးဖြစ်တာပေါ့နော်ညီမလေးနေရဒီမမေးရဆင်းဆိုရင်ဘာရှိတယ်ဆိုတော့အခုအဲ့ဒီဆင်းကိုဟိုတုံထားရတော့အကြာပေါ့နော်သူတို့ရန်ဖြစ်ကြတဲ့ဆင်းတစ်ခုရှိရယ်အဲ့ဒီဆင်းဆိုရင်ဒီဟို playback ပြန်ကြည့်ရဲ့အခါမှာအောင်လေခုခုကိုလေးအရန်ပြန်အောင်မကြည့်ချင်ဘူး နာအလုံးလို့ပေါ့နော်ဟိုတစ်ဖက်ကအကြာလဲသူမူးမူးအရန်နေဝင်သွားရဲဆိုတာလဲလက်ခံပါဒါပေမဲ့ဟိုကိုဘက်ကကြောက်လေဆိုပေမဲ့လက်ဘင်းနေလက်နာရဲနောက်ရကြောက်လေလက်ဒီမှာဆိုလို့ရှိရင်လည်းဘယ်လိုမှမလဲအဲ့လိုညီရဲပြီးတော့အဲ့လိုဖြစ်ကုန်တာဆိုတော့လေဘလုံးကစရရဲအချိန်မှာဘယ်လိုမှမလဲတော်တော်နာတာပေါ့လို့ကိုယ်လည်းအဲ့တေးဥဆောင်တဲ့အချိန်မှာမျောသွားပြီးတော့ကက်လို့អော်ဖို့တောင်မှအဲ့လိုမေ့သွားတာပေါ့ဒါပေမဲ့ကိုခံနေရတဲ့အချိန်မှာအဲ့မှာကိုကအရန်တည်းကိုအရန်နာနေပြီးပြီးတော့သူကတော့ရာဇယ်ထဲမှာ ကိုယ်မတိုက်ထားတဲ့ဟာမျိုးကြီးလည်းချက်ထဲလောက်တော့လေတတော်နာတာပေါ့နော်ခံစားရတဲ့ feeling ကြီးရလေအဲ့ဟာကိုပြန် playback ပြန်ကြည့်ရဲ့ခါမှလေဟိုရှင်နာတာပေါ့နော်အဲ့ကအရင်ဟဲ့ငါခံငါရမ်းခံနေရတယ်ငါရမ်းနာနေရတယ်ဆိုရယ်အဲ့လိုပုံစံမျိုးကြီးဖြစ်ပြီးတော့လေစိတ်မကောင်းအောင်ဖြစ်တာပေါ့အဲ့အမတ်တရားလေးလည်းရှိပါတယ်ပြောင်းလဲပြောင်းစိတ်ချမ်းသာအောင်ထားနိုင်ခြင်းလို့အချက်လို့ပြောလို့ရှိရင်ကျွန်တော်လိုက်ဖို့တတ်တလုံးစိတ်ချမ်းသာအောင်ထားခြင်း အဲ့လိုတော့မရှိပါဘူးသူမှလည်းသူမိခလေးပြည့်သက်တည်းအများကြီးပဲဆိုရလေပြည့်သက်တည်းအာတူတူဘက်ကနေလဲတော်တော်များချစ်ကြမယ်လို့ထင်ပါတယ်အဲ့လိုမျိုးတော့ဖြစ်မယ်တော်မချင်ပါဟုတ်ကဲ့ဟုတ်အပေါ့သွားသလိုခံစားရတာပေါ့နော်ဒီမျိုးရိုက်နေတဲ့အချိန်အတွင်းမှာကိုယ့်ကိုယ်စူးနေနေပဲသတ်မှတ်ထားတယ်ဟိုအွန်စင်းပေါ်ရောက်သွားပြီပဲဖြစ်ဖြစ်ဒီကရိုက်တာဝတ်ဆောင်ဝေးလိုက်ပြီဆိုရင်ကိုယ့်ကိုယ်စူးပဲ သူ့ပဲခံစားပြီးတော့အကြည့်တွေဟိုစကားပြတာတွေကအဆပေါ့နော်စူးစိတ်ကိုမွေးထားပြတာပေါ့နော်ဒါပေမဲ့အိမ်ပြန်သွားပြီဆိုတာနဲ့ကတော့စူးကိုခဏချောက်ပလိုက်ပြီဟိုသူများတွေသွားပြီးရုံမှနေလို့မရဘူးဆိုတော့လေအဲစူးစိတ်ကိုဖျောက်ထားပြီးတော့ဒီရိုက်အွန်စင်းမှာတက်လိုက်ပြီဆိုတာနဲ့ကိုယ့်ကိုစူးလို့ပဲမှတ်ထားပြီးတော့စကားပြတာတွေကအဆတရားသူလို့ဆွဆန်တာရဲ့ပုံစံလေးတွေကအဆပေါ့နော်အဲလိုစူးအနေနဲ့ပဲကိုယ့်ကိုပဲဖျက်ဆီးထားရတာပေါ့ဒီကားကြီးရိုက်ပြီးသွားတဲ့အခါမှာဟောဟိုစိတ်ကြီးကအလုံးဝကိုပော့သွားပြီးတော့လန်းဆန်းသွားသလိုပေါ့နော်အခြားတယောက်အနေနဲ့ပြောင်းသွားသလိုမျိုးကြီးကိုခံစားရပါတယ်ဟုတ်